ကျွန်တော်တို့ရဲ့ရှာနေကိုကျေးဇူးအပ်နေကြတဲ့ဗိုက်သမားတာသမီချင်းကိုချင်းမစားလာဘူးလားပေါ့ဘာကြောင့်လဲဆိုရှင် ကိုတာသမီမပါတိုင်းကိုစင်မျိုးမပါတိုင်းကိုနဲ့ပတ်သက်တဲ့သူပေါ့နော်ဟိုမပါတိုင်းဖြစ်ချင်တိုင်းဖြစ်ဆိုပြီးတော့လှထားတဲ့အခြေအနေတွေအခုစစ်တပ်မှာကြုံနေတယ်အဲဥပမာပြရမယ်ပထမအဦးဆုံးအကြီးအမားဆုံးဥပမာကတော့ TK 2566စကန်ကိုကျွန်တော်ဥပမာပေးမယ်နော်အဲတပုံကတော့အခု တင်ထားပါပြီသူတို့ဘက်ကရုပ်တံတွေရောပုံတွေရောသူတို့ရတဲ့လက်နက်တွေအဲသူတို့ရတဲ့စခန်းတင်ထားလိုက်ပြီအဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောနေခဲ့တယ်နော်မပြောနေခဲ့ရင်လည်းကျွန်တော်ဘာမှမပြောလို့ဘူးကျွန်တော်ပြောနေခဲ့တယ်ထီခိကအတိုက်ခံနေရပြီဆိုတော့ကျွန်တော်၃ရက်လောက်တိုက်စမတိုက်ခင်အချိန်ကလည်းပြောခဲ့သလိုစတိုက်နေတဲ့အချိန်မှာလည်းကျွန်တော်ပြောခဲ့တယ်မင်္ဂလာပါမင်္ဂလာပါနော်အဲ့တော့ မတိုက်ခင်အချိန်မှာလည်းကျွန်တော်ပြောတိုက်နေချိန်မှာလည်းပြောခဲ့တယ်အခုကြသွားပြီ TK ကအဲ့တော့ဒီချင်းရမှာပေါ့ဗျာနော်ဒီစကံကိုဘာလှုပ်ထားတာလဲတမင်တကာထိုးကြွေးပေးတည်ဆိုတဲ့ပုံစံမျိုးလှုပ်ထားတာကဟာအန်အော်ရဗျာနော်အန်အော်ရအန်အော်ရခင်ဗျားတို့အခုအဲ့ဒီစစ်တီတွေရဲ့ခံစားချက်ကိုတို့ဘက်ကခင်ဗျားတို့ခံစားကြည့်စမ်းခေါက်ခံစားကြည့်လိုက် ဟုတ်ကဲ့မလို့အဲ့ဒီအဘဘောမတွေလဲဝိုင်းခန်းစားပြီးကြည်လဲကျွန်တော်တို့ကဥမာဖြစ်ဒီဒါမျိုးပေါ့ဒီအရှိကိုအရှိတိုင်းအဖြစ်ကိုအဖြစ်တိုင်းခန်းစားချက်ကိုခန်းစားချက်တိုင်းလုံမဟုတ်တော့အလုံးမဟုတ်တဲ့ပုံစံတိုင်းရှင်းပြမဟေးဆိုလို့ရှိရင်ခင်ဗျားတို့အဘဘောမများရလဲကျုပ်တို့ကစစ်ဘောမနော်စစ်ဘောမနဲ့အဘဘောမနဲ့မတူဘူးခင်ဗျားတို့အဘဘောမများဘောမများရလဲအဘကိုလက်ညှိုးထိုးမှာအဘကိုထိမှာသင်မလောက်ကြောက်တယ်နည်းနည်းလေးပေါ့ဗျာနော်တုခါတီးခါလေးနည်းနည်းလေးပြောမိရင်တော့မှပဲအဘဘောမတွေရာ တော်တော်လေးကိုဟိုဘယ်လိုခေါ်မလဲဆိုရှင် sensitive ပေါ့ hyper sensitive လို့ခေါ်တာပေါ့အသားလိုအပ်တာထက်ပိုပြီးတော့ကိုနော်ဟိုဆွတ်ဆွတ်ခုံပါလေနော်လိုအပ်တာပိုပြီးတော့ဆွတ်ဆွတ်ခုံနေအောင်သွားတွေ့တယ်အခု TK TK ဆိုရှင်ရှိတာမှ in အားကအခုကြာသွားပြီနော်ကျွန်တော်ပြောလို့ရပြီပြတော့ကြာတော့အားလုံး in အား26ယောက်ပဲရှိတာအဲ့ဒီ26ယောက်ရှိနေတဲ့စခန်းလေးကရိတ်ခါပြက်နေရလဲကြာပြီရိတ်ခါပြက်နေတော့ရိတ်ခါ down နေရိတ်ခါဟိုလာမလားဆိုရိတ်ခါမလာဘူး အဲ့တော့အဲ့26ယောက်ကိုအားလုံးကိုကြည့်လိုက်တဲ့ခါကျတော့လည်းပါစကတဝက်ကျော်လောက်ပါပါစဆိုတာဗျာဟိုဘယ်လိုခေါ်မလဲဆိုရှင်အမ်ညာတာပါတီနဲ့ပေါ့ဗျာနော်ဘယ်လိုခေါ်မလဲကျွန်တော်တို့ရှည်တန်းကိုမပုတ်ပါဘူးကိုကကိုရက်ကိုဒေသမှာလုံခြုံရေးစောင့်အောင်ပါရှည်တန်းသွားမှာစစ်တပ်ကဟာစစ်တပ်ကတကယ်ဒီဖိုက်တာတွေသွားမှာပါဆိုပြီးတော့အမှန်တကယ်တကယ်မှာရှည်တန်းမှာတကယ်စော်နေတာပါစတယ်ကြီးပဲနော်ပါစတယ်ကြီးပဲဖြစ်နေတာအဲ့တော့ စဘောတဲ့မမဟောနဲ့ကိုရကူဖမ်းမယ်ဖမ်းပါစီရနော်အဲ့တော့ဒီနဆချောက်ရှိတဲ့စကံကိုတစ်ဖက်တစ်ပုံကအင်အား300လောက်နဲ့လာဝိုင်းဝိုင်းနေတဲ့အချိန်မှာလည်းပြောတယ်ကျွန်တော်တို့စစ်ကူပေးပါ နော်ကျွန်တော်တို့ပြစ်ကူပေးပါပေးသလားဆိုတဲ့ခါကျတော့လေအပေးတော့မလို့လို့လာတော့မလို့လို့တောင်းတာတောင်းတာဆိုတဲ့ပုံစံဗိုလ်လေးတောင်းတာဗိုလ်လေးတောင်းတာဆိုတဲ့ပုံစံမျိုးနဲ့တောင်းတာတရက်လည်းတောင်းတာနဲ့နှစ်ရက်လည်းတောင်းတာသုံးရက်လည်းတောင်းထားတယ် စစ်တီဒီထက်ပို့ပြီးတာဝန်ကျင်းနိုင်မှာတော့မဟုတ်တော့ဘူးဗျာနော်အဲ့တော့ခဏတော့ဘယ်လိုလုပ်တာလဲကိုသားသမီးများမပါလို့လားစစ်တီတွေကိုထိုးကျွေးပေးတည်လုပ်ထားတာလားအဲ့တော့ကျွန်တော်တော့အရှိလိုရှိတိုင်းပြောအောင်ပါနော်ခင်ဗျားတို့အဘအပေါ်မှာညာလည်းမတက်နိုင်ဘူးကျွန်တော်တော့မှအခုပို့စေပါတင်ပြီးတော့ဗာလဲအဲသူတို့အမျိုးမျိုးပေါ့ဗျာနော်ဟိုရုပ်ဖြတ်နေရတယ်နာမည်ဖြတ်နေရတယ်တွေ့ပါတယ်အဲဒါကြီးနဲ့ပတ်သက်ပြီးတော့လဲအဲကျွန်တော်အနေနဲ့ဘာမှ ဘာမှအတုံပြန်နေမှာမဟုတ်ပါဘူး။မကျုပ်တို့ကတော့လုံးဆရာရှိတာပြောဆရာရှိတာလုံသွားမှာဖြစ်သလိုပြောမှန်မှန်မှန်တရားတိုင်းရှိလို့ရှိတိုင်းခြားပြပြောဆိုသွားမှာဖြစ်ပါတယ်နော်။အဲ့တော့အဲ့တော့ဗျာဒီစကမ်းကဘာမှလင်းမလားစီမလားပြားမလားဒိတ်ခါမလားဘာဆိုဘာမှမလာတဲ့ခါကျတော့လက်နက်ကြီးပစ်ကူပေးဖို့ကြတော့လည်းဟုတ်ပါထိုင်းနဲ့အရန်ကြီးရဲ့အတွက်ကြောင့်လက်နက်ကြီးပစ်ကူတည်းမပေးနိုင်ဘူး။တစ်ဖက်ကလည်းအင်အားက300လောက်နဲ့ဝိုင်းထားပြီးသွားပြီနော်။ ဲ့တော့လေရင်ပြစ်ဘူးကြလာလေရင်ပြစ်ဘူးလည်းမလာနိုင်ဘူးမလာနိုင်တဲ့ခါကျတော့ဟာတနာဖို့တကယ်ကောင်းတော့နော်အဲ့စခန်းကဥဆွေးဆံမိပေါ့ဗျာနော်ဟိုရည်ရွှေချင်ချောင်းရည်ရွှေချင်ချောင်းစစ်တီတွေတာဝန်ကြီးရတဲ့ပို့ခဲ့ပါလေနော်တစ်ဖက်က drone ချတာများဆိုရှင်လုံ40ကြော်ချတာလုံ40ကြော်50အဲ့လိုချတာကံတော့မသေးတာကောင်းတော့အေးစစ်တီရဲ့အလောက်ကြီးတောင်းကနောက်ဆုံးပိတ်တော့အဲ့တော့အဲ့လိုမှမဟုတ်ရင်စုတ်မိန်ဆိုရင်စုတ်မိန်ပေးလိုက်ရပြာနော် ခင်ဗျားစစ်တပ်အနေနဲ့ကဒီစခန်းနဲ့ပတ်သက်ပြီးလုပ်တင်တာပါလို့ဆိုတော့၃ခုရှိတယ်ဗျာအဲစစ်ကူပေးပေးမပေးရင်ပြစ်ကူပေးလက်နက်ကြီးပြစ်ကူလက်နက်ကြီးပြစ်ကူမပေးလို့ရှိရင်နောက်တက်လေရင်ပြစ်ကူပေးဘာဆိုဘာမှမပေးဘူးပြီးလို့ရှိရင်ရိတ်ခါပို့စရိတ်ခါမပို့ဘူးအဲ့တော့ဘာဆိုဘာမှမပေးပဲနဲ့နောက်ဆုံးပေးပါဗျာဟိုမပေးနိုင်ရင်တော့ဘာမှမပေးနိုင်ဟိအောင်လည်းစုတ်လို့ရပြီဆိုစုတ်မင်လေးတော့ပေးလိုက်တင်တယ်မဟုတ်ဘူးလားပါစဘာမမပေးပဲထားတာကလက်အောင်ငယ်သားကိုပေးတည်ပြူဟာကြီးပြအန်အော့ဖို့ကောင်းတယ်ကျွန်တော် တတော်တုံလှုပ်သွားတယ်ဗျာသိလားတတော်တုံတုံလှုပ်သွားတယ်တတော်တုံလှုပ်သွားတာအဲ့နောက်ဆုံးပိတ်တော့အဲ့ဒီညကျွန်တော်ကြားသိရတော့ဆိုပါဗျာနော်အဲ့ဒီဘက်ချမ်းထိုင်းဘက်ချမ်းဘောဒီရွာပေါ့အဲဘောဒီရွာဘက်ကနေပြီးတော့စစ်တီလေးတွေကံကောင်းထားမှဆိုတာတို့ရောတို့စုတ်ခွာသွားတယ်ပေါ့နော်စုတ်ခွာသွားတဲ့အခါမှာအဲမိုင်းထီတယ်ကိုကြားသိရတယ်မိုင်းထီရဲ့အတွက်ကြောင့်မို့လို့အဲထိခိုက်နေတာကောင်းနဲ့အဲတယောက်ပေါ့မိုင်းထီရဲ့ပေါ့နော် မိုင်းတီတာကိုထိုင်းဘက်ကလည်းကောင်းရှာပါတယ်အခုထိုင်းဘက်ကန်ကိုရောက်သွားပြီအဲ26ရောက်လုံးကအဲဒီပေါ့တပုံကတော့တို့စကန်တင်လိုက်ရပြီလို့ပြောနေပါဗျာနော်စကန်တင်နေတို့စကန်တင်ရအခွန်နဲ့တကယ်ဒီအေးပေါ့စကန်မှာရှိနေပစ္စည်းတွေရောက်သွားတော့ဗျာနော်စစ်တီတွေအားလုံးကတော့လွမြောက်သွားပါပြီထိုင်းဘက်ချမ်းကိုရောက်သွားပြီကြာတိရတို့ထိုင်းဘက်ချမ်းကစေးုံတစ်ခုခုမှာနော်အဲ့ဘက်ချမ်းမှာကျွန်တော်ဆက်လက်လေ့လာကြည့်တာထိုင်းဘက်မှာစေးုံနှစ်ယုံရှိရအဲ့ဒီစေးုံနှစ်ယုံမှာတယုံယုံမှာတော့တို့စေကူတာမှုခံယူနေမှာပါထိုင်းဘက်လည်း အာကောင်းပါလူသားချင်းစာနာမှုကိုအရန်အရန်ကျေးဇူးတင်ပါတော့ဗျာနော်။ဒါမဲ့ဗျာခင်ဗျားတို့အထက်ရာရှိတယ်ဗျာဥမင်းအွန်လိုင်းကနေစပြီးတော့အဲ့ဒီထက်ရာရှိအစစ်စင်ခင်ဗျားတို့တော်တော်ပဲ့တယ်ဗျာနော်တော်တော်ပဲ့တယ်။တဝဲကတိုင်မှုတွေဒုတိုင်မှုတွေခင်ဗျားတို့တော်တော်ပဲ့တယ်ဗျာဒီစကားကိုခင်ဗျားတို့မလုပ်တာလေ။အဲ့တော့ကျွန်တော်ကဒါမျိုးပြောတယ်ဗျာနော်ကျွန်တော်ပြောလို့မကျေနပ်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့စိတ်ဆိုးရင်လည်း တော့တိုင်တဲ့ခေါင်းနဲ့သာပြေးဆောင်လိုက်တော့ကျွန်တော်တို့ပြောတာမှားသလားကျွန်တော်ကမှလည်းနည်းနည်းပဲကြည့်ချင်တယ်ဗျာအခုကျွန်တော်ပြောမှားသလားဗျာမင်းစစ်တပ်ကစီးပွားရေးရမ်းဆောင်တာမရတော့ဘူးတဲ့နော်ဘယ်သူ့ကိုချနေထိုးကြည့်ဖို့ဝင်လေးတော့မှမဟုတ်ဘူးတဲ့အသက်တွေဗျာအသက်တွေခင်ဗျားတို့မိသားစုမာတရားရမှာပါရင်ခင်ဗျားတို့ဘယ်လိုခံစားရမလဲအခုကိုမန်ခင်ဗျားတို့ကျွန်တော်ကိုစန့်ကျင်နေတူလည်းရှိပါတယ်ဗျာနော်ခင်ဗျားမိသားစုတရားရအဲ့လိုမျိုးထိုးကြည့်ထားလို့ရှိရင်ဘယ်လိုလုပ်မလဲ ကာကင်းစခန်းကြီးရဲ့အတိတ်ပဲဟာရန်သူရဲ့အရေးငွေစစ်အရေးငွေကိုအနက်အမြဲတမ်းခံနေရတယ်ကျွန်တော်ရောခေါမလို့ဗျာဒါကျွန်တော်တို့ဒီ logic ကြကြတွေးခေါ်တာပါနော်ကျွန်တော်တို့ logic ကြကြတွေးခေါ်တာပါခင်ဗျားတို့စစ်ဒီဟာကြီးလည်းမတက်ပါဘူးနော် DSA ကြီးလည်းမတက်ထားပါဘူးသိလည်းမသိပါ DSA ဆိုတာဘာမှတော့မသိဘူးဗျာပြန်လည်းပြောမှာစဒါပေမဲ့ကာကင်းစခန်းရဲ့အတိတ်ပဲကစစ်နှံ့ကိုကျူတင်ရှူရတာခမ်းမသိနောက်ဆုတ်ရမယ်နော်ဆုတ်တဲ့ဆုတ်မပေးနိုင်ရင်ဆုတ်တော့နော် အဲ့လိုလည်းမဆုပ်ပဲတမင်တကာကိုပေးသေးတယ်တော်သေးအောင်ပြ26ရောက်သောအသက်တွေပေးသေးတာလားဒါကျွန်တော်သိလို့ပေါ့ကျွန်တော်သိလို့ဒါဘလို့ခေါ်မလဲအဖြစ်ပြက်ကိုပြောပြနိုင်တာမဟုတ်ဘူးဆိုရှင်ဒါမျိုးပေးသေးဘူးဟာနဲ့ပေးသေးခံထားတဲ့ဟိုအုပ်စုတွေဘယ်နှရောက်တောင်ရှိမလဲဘယ်နှဖွဲ့တောင်ရှိမလဲဆိုတော့ကျွန်တော်စဉ်းစားလို့တော့မရအောင်ကျွန်တော်သိလာတဲ့ခါကျတော့ပြောရပါပြီဗျာသိလားကိုကြီးရဲ့လေရင်ပြက်လဲတလွဲကြီး လွယ်ကြီးပေါ့ဗျာနော်အဲ့တော့ခင်ဗျားတို့အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခုဒီစခန်းကြောင်းခုပြောနေပြာနော်စစ်သားစစ်တီတွေလည်းဒီလိုပဲခံစားရမှာပဲနော်အဲ့ဒီပတ်စာလေးတွေကအစားအခုထိုင်းဘတ်တယ်ကိုရောက်နေပြီဒီစစ်တီတွေကိုဥမာအဖြစ်တာဝန်ကျဘာမှုနဲ့ဆွဲမလဲဆိုတော့စောင့်ကြည့်ရမှာပေါ့ဗျာနော်ဘာမှုနဲ့အဲ့တော့ခင်ဗျားတို့မေးကြည့်နေကြစစ်တပ်ကမှားသလားအထက်ဟိုဘယ်လိုမှဒီစစ်တီတွေကမှားသလားဒီပြည့်ရမှာခင်ဗျားတို့ကြောင့်မေးကြည့်နေဒီစစ်တပ်မှာစစ်တီတွေကမှားသလား အဲ့ဒီအထက်ကအလုပ်လုပ်တဲ့ပုံစံမှားတာဘယ်လို့ရမှားတယ်လဲဗျာဘယ်လို့ရမှားတယ်လဲထိုင်တယ်ပြည်တာမဟုတ်ပါဘူးထိုင်ကိုတိမ်ဖို့လူစုခဲ့နောက်ဆံပြီးကြံပါကြံဖန်ပြီးတော့ကျေးဇူးတင်ပါကျေးဇူးတင်ပါကောမောင်းနဲ့ရဲတက်ရင်30နှစ်ကြာတော့မှာလားအေးဒီနေ့ရဲတက်ရင်30နှစ်အကြောင်းမှာပြောရတာမှာပါဗျာနော်နော်အဲ့တော့ ခင်ဗျားတို့အဘအဘောမနဲ့စစ်ဘောမနဲ့ကြောက်တယ်ဆိုတော့အဲ့ဒါပဲခင်ဗျားတို့အဘအဘောမတွေကတော့ပြန်တော့ဟိုကျွန်တော်အနေနဲ့လည်းစကားလေးအထည့်ပြောချင်ပါဘူးအခုချိန်မှာကျွန်တော်အဘအဘောမတွေတအားတိုက်ခိုက်နေတာကျွန်တော်တွေ့တယ်အကျုံနေတဲ့စစ်ဘောမတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲတို့စစ်သားတွေစိတ်တက်ခိုင်ခန့်တယ်ကျွန်တော်လည်းစိတ်တက်ခိုင်ခန့်ပါတယ်တုံတောင်နဲ့တော့ကျွန်တော်ပြိုလဲမှာမဟုတ်ဘူးခင်ဗျားတို့ကြိုးစားလိုက်လည်းအလကားပါပဲနော်ခင်ဗျားတို့ကြိုးစားနေတော့ကြိုးစားပါအဲ့တော့အဲဒီစစ်တီတွေရဲ့ခုဘာဘာမှုဘာပုံမှန်နဲ့မျိုးဆွဲမလို့မသိဘူးပေါ့ဗျာနော်ဟဲ့လားစစ်တီတွေကလိုအဲ့ပေး တော့သူတို့ပဲအသေးခံပြီးရတဲ့ပုံစံမျိုးဖြစ်နေတတော်ရုပ်ပဲ့လုံးနဲ့တတော်ပဲ့လုံးနဲ့နော်ခင်ဗျားတို့ဒီ TK 2566 points အခန်းကတတော်ပဲ့လုံးနဲ့နော်ခင်ဗျားတို့အဲ့တော့ပဲ့လုံးနဲ့ကာကျုပ်မှားတာပါတဲ့နော်တည်တည်ကြကြအထက်ကမိမ့်ပိန်အေးစေပဲဟာခင်ဗျဘာပေါ်မှာတော်တော်စိတ်ညစ်ဖို့ကောင်းတယ်နော်အဲ့လိုလှုပ်လေအောက်မှာအောက်မှာအဲ့လိုမျိုးပေါ့ ဒီ point စခန်းနေ point စခန်းနေအားလုံးဟာဘာမှမရပဲတည်သွားတာအများကြီးစုံမိတ်ပေးတယ်ပေးလိုက်လေဗျာနောက်ဆုတ်ခဲ့ဆိုပြီးသွားရင်မဟုတ်ဘူးလားမပေးနဲ့တခုခုလုံနေဘာမှမလုပ်ဘဲနဲ့ခါကြမင်းတို့တည်ထားလို့ကွာဟုတ်လားမင်းတို့25ရက်တည်းကောင်းလဲစိတ်ဝင်စားအောင်ဆိုပုံစံမျိုးဆိုဒါခင်ဗျားတို့တော်တော်သစ္စာမဲ့နေပြီနော်အဲ့တော့တော်တော်သစ္စာမဲ့နေအေးဒါထားပါနောက်တစ်ခုအကြောင်းဆက်သွား30နဲ့ရက်တည့်ရင်30နဲ့ကြောင်းစမ်းလာ comment လေးမှာတွေ့တယ်ကျွန်တော်ပြောပဲနော်ရက်တရင်32ဆိုတာကြောက်ဖြူမျိုးရဲ့အသက်လို့တော့ပြောလို့ရတယ်ပေါ့ဗျာနော် ခု AA ကကြောက်ဖြူမျိုးကိုအသေးသေးတိုက်နေရနော်အသေးသေးတိုက်နေတာအဲ့ဒီ AA ကြောက်ဖြူမျိုးကိုတိုက်ဖို့အတွက်ကိုဘယ်ကစစ်တီတွေ AA ပေါ့နော်နိုင်ငံရေးစစ်သွေးကြတွေလာရလဲဆိုရှင်ဟုတ်မောင်းတော့ကနေအောင်လာရတာပါအဲ့တော့မောင်းတော့ကနေလာရတယ်ပြီးရင်စေးကူရင်အဲ့မောင်းတော့မှာသွားကူတာကျုပ်တို့ပြောနေတယ်မောင်းတော့မှာစကန်းနေစကန်းနေစကန်းနေတော်တော်များများမှာက AA စကန်းနေကြီးပဲနော်တင်နှံပြီးတဲ့စကန်းရှိတယ်နော် အဲ့ဒီမှာအားလုံးစေးကူးတဲ့စကန်ကြီးခင်ဗျားတို့ကအလှကြည့်ထားတယ်တပုံးကမွေးစားတာမဟုတ်ဘူးဗျတတော်လေးကိုရုပ်ပဲ့လွန်တဲ့အလုပ်လေးစစ်တပ်ကတတော်လေးဖြစ်နေပြီနော်အဲ့တော့ကျွန်တော်ပြောတာမှားလို့ရှိရင်ခင်ဗျားအဘဘောမှလည်းကျွန်တော်ကြက်တော့ပြောလို့ရတယ်ကျုပ်တော့စစ်ဘောမှဖြစ်တယ်စစ်ဘောမှဖြစ်တဲ့တကြောင်မလို့စစ်တပ်နဲ့ပတ်သက်ပြီးတော့လိုအပ်တာတွေပြောပြရမှာဖြစ်တယ်အခုကြောက်ပြူတိုက်တာမောင်တော်ကနေပြီးတော့အဲ့မောင်တော်နဲ့ပတ်သက်ပြီးတော့စကန်နေဘမဘမဘမရှိရဆိုတော့ခင်ဗျားတို့အဲ့အထက်ဘိုလ်ချုပ်တွေအဆင့်ထိရသိတယ်ဦးမင်းအွန်လိုင်းကအစားသိတယ်နော် သိတယ်သိရတာအဲ့မအိုက်ကစခန်းနေရနေပြီးတော့ဒီခါတည်းကကြောက်ဖြူကြောက်ဖြူကိုဘယ်လိုခေါ်မလဲဆိုစစ်ကူလာတယ်စစ်ကူလာဟိုမှာစစ်သားကြောက်ဖြူမှာကြောက်ဖြူဖြစ်ပါလေနောင်မောင်းတော့မှာအေးအေးတွေတော်တော်လေးတော့ပုံတော့ဖြစ်နေပြီဒီကိုလာတာပြီးတော့ဒဏ်ရာတွေအဲ့မှာအများကြီးရှိတယ်အဲ့မှာအမှပဲကုနေရနော်အခုကြောက်ဖြူအသေးကြီးတိုက်နေတယ်ကြောက်ဖြူအသေးကြီးတိုက်တဲ့ပုံစံကလည်းဘလောက်ထိကြောက်ဖြူကမအေးအေးဝင်းစီစဉ်လို့ဖြစ်နေလဲဆိုရှင် ပုံမှန်အဖြစ်အဲကျွန်တော်တို့ကြောက်ဖြူမြို့နဲ့14မိုင်ပေါ့14မိုင်လောက်မှာတိုက်ပွဲဖြစ်တာ14မိုင်ဆိုတော့ဘာဖြစ်ဖို့ပြန်တော့ဟို14မိုင်မိုင်20လောက်ဆိုတော့ကြောက်ဖြူမြို့နဲ့အဝေးကြီးပေါ့ဗျာပြောပွင့်ပြောရမယ်ဆိုတော့အဲ့လိုအခြေအနေမျိုးကပုံမှန်ဖြစ်နေတာဒီပြီးခဲ့တဲ့နှစ်တစ်နှစ်လုံးလုံးဒီပါပေါ့နော်တစ်နှစ်လုံးလုံးဒီပါအဲ့လိုပဲတိုက်လိုက်နောက်ဆက်လိုက်တိုက်လိုက်နောက်ဆက်လိုက်အခုတော့ AA က14မိုင်ကနေပြီးတော့9မိုင်ချိုးလာပြီ9မိုင်ဆိုတာကရက်တရင်30နှစ်ကဒါ9မိုင်လို့ပြောလို့ရတယ် အတပညာတဝက်ကျိုးသွားပြီတဝက်ကျိုးသွားပြီနော်အဲ့တော့ပထမစခန်းကိုကြိုက်တာစစ်တပ်ကပထမအထိနာတယ်အထိနာတော့စစ်တပ်ကလည်းနေလာတော့ဆိုပြီးတော့ဟို drone တွေစစ်တီတွေနဲ့ scale special ပြန်စော်တာမင်းတက်တောင်ကိုအဲမင်းတက်တောင်အကျော်ထိကိုသူစော်ထားနိုင်တယ်စော်ထားနိုင်တော့နောက်တော့ဘာလို့ဖြစ်လဲဆိုတော့မင်းတက်တောင်ကလူအယောက်20လောက်နဲ့ခုခံတာကွယ်နေမင်းတက်တောင်လုံးဝကြာသွားတယ်အဲ့မှာခင်ဗျားလည်းတွေ့ပါတယ်ဗျာနော် ဒီဖြူဟာမှုကြာလာတယ်ခင်ဗျားလည်းသိရနော်ပြီးတော့ G1 အဆင့်ထိလည်းအဖမ်းခံတာခင်ဗျားလည်းသိရနော် G1 ဆိုလို့ရှိရင်နောက်ဆုံးပြောရတဲ့ဇာတ်ကားဟာကျုပ်တို့ငောက်ကိုဝိုင်းနှားပြီဆိုတဲ့ဇာတ်ကားလေးပြောပြီးတော့သူကဖမ်းခံလာရတာဖြစ်တယ် G1 အဆင့်ထိဖမ်းခံလာတာဖြစ်တယ်အဲ့တော့ main တက်တောင် main တက်တောင်စခန်းကိုအဲ့တော့စစ်တီတွေကစစ်တက်ကလည်းပြန်တိုက်တယ်ပြန်တိုက်တော့ရလူရစင်းနဲ့လုံးဝရသလောက်ဖြစ်နေပြီရသလောက်ဖြစ်နေတဲ့အချိန်မှာ ဘယ်ကမှဘလို့မသိတဲ့အမိန်ကရောက်လာမင်းတောင်ဆက်မသိနေတော့ဆက်မသိနေတော့ဆိုတဲ့ခါကျတော့ကိုဘကစီအတာစီရလို့ရှိရင်အပြည့်ရပေးရတယ်အပြည့်ရတဲ့ခါကျတော့ရန်သူကအာမွေဓာတ်ဆွေးပြီးတော့လူစုပြီးပြန်ရောက်လာကြောက်ဟိုမောင်တော်ကနေပြီးတော့စစ်တီတွေသွားခေါ်လာအာခေါ်လာပြီးတော့သူတို့အေးနိုင်ငံယူတပုံတွေခေါ်လာခေါ်လာပြီးတော့အင်အားဖြည့်ပြီးအခုပြန်တိုက်တဲ့ခါကျတော့မင်းတက်တောင်လုံးဝကြာသွားပြီမင်းတက်တောင်ကြာတဲ့အချိန်မှာ ခင်ဗျားတို့ဒီအဘအဘဘောမ channel များပေါ့ဗျာနော်အဘဘောမ channel များကမင်းတက်တောင်ဘောမရှိတဲ့သူတို့မသိဘူးနော်မင်းတက်တောင်ဘောမရှိမှသူတို့မသိဘူးအဲထုတ်တူမင်းတက်တောင်အခြေအနေတဲ့ဘာဆိုဘာမှမသိဘူးအဘကိုထိခိုက်နစ်နာမှာဆိုလို့ဆိုပြီးတော့ဟိုဘယ်ဘောမဆို motivate တယ်ပေါ့ဗျာဟာမင်းတက်တောင်ကိုတဲ့ဘယ်ဘောမဆိုရှင်လင်း6စင်းအုပ်လိုက်တဲ့ကျဲတာလေဟဲ့လားပြီးရင် drone ကအစင်းတရာနဲ့ဒီလိုဆော်တာမြေပြင်ကလည်းစစ်ကြောင်းနဲ့ထိုးတယ် ။အော်ဝိုင်းတော်လဲကောင်းအောင်လားကျွန်တော်ကြည့်တယ်နေစမ်းမအောင်။အဲ့ဒါနဲ့တပုံဘက်ကသတင်းတွေပေါ့ဗျာကျွန်တော်အနေနဲ့ကတော့သိရမလားဒီ content လို့ခေါ်မယ်ဆိုလို့ရှိရင် analysis လောက်ရတာပေါ့ဗျာကျွန်တော်တို့ကဒီအရာရာဆိုကျွန်တော်တုံးသက်ချက်ကိုအဓိကသွားတာဟိုတုံးသက်ချက်ဆိုတာဥပမာပြတပုံကပါလာတဲ့သတင်းတွေယူတယ်ပြောရှင်မြေပြင်အခြေအနေမှာရှိတဲ့ချွတ်ရတားတွေရှိမယ်เนาะဒီဒါနဲ့နီးစပ်ပြီးတိတိတဲ့သူတွေအားလုံးအားလုံးနဲ့ကျွန်တော် ချိန်ပြီးတော့ဗျာတတိယဆရာတုံးတက်လိုက်တဲ့အခါမှာတော့အဲ့ဒီကသူတို့ပြောတဲ့ post တင်တဲ့နေ့ကလေးရင်တော့မလာပါဘူးတဲ့နော်ရာသူဥတော်တအားဆိုးတဲ့အတွက်ကြောင့်မို့လို့တဲ့နော်လုံးဝနေရင်မလာတဲ့အပြင်ကိုဘာမှမမရပါဘူးပေါ့နော်အဲ့တော့မင်းတက်တောင်ကမရတဲ့အပြင်မင်းတက်တောင်လုံးဝမရတဲ့အပြင်နော်ပေးလိုက်ရပြီခုမင်းတက်တောင်မင်းတက်တောင်ပေးရတဲ့အပြင်ကိုမင်းတက်တောင်ထက်ကျော်လာမယ်ဟေ့ဆိုလို့ရှိရင် ကျောင်းဒီပြိုင်စစ်ကေတောင်ပေါ့ဗျာပြိုင်စစ်ကေဖျားကုန်းလို့ပြောလို့ရတာပေါ့ပြိုင်စစ်ကေဆိုတာကကျောင်းတို့ရဲတရင်32နဲ့ဆိုလို့ရှိရင်အနှစ်ခေါ်စာလောက်တော့ရှိနိုင်တယ်နှစ်ခေါ်စာလောက်တော့ရှိနိုင်တယ်လို့ကျွန်တော်ဒီပေါ့နော်ကျောင်း GPS နဲ့ supply နဲ့တိကျကြည့်ပါလေနော်တိကျကြည့်ပြီးတော့မှတိကျဟိုခွက်ချပြီးတော့ကြည့်တဲ့အခါမှာကျွန်တော်မြေမြစတူရန် area ရဲ့အစားတိကျကြည့်တဲ့အခါမှာအဲ့ဒီအထိကို AA တပုံရဲ့စီရေးကစီးမိုးသွားပြီ အဲ့တော့မင်းတက်တောင်ကိုပြန်ရပါပြီဆိုတော့ပြောနေတာမင်းတက်တောင်မှာရှိမှန်းသူတို့မသိဘူးမင်းတက်တောင်ကလုံးဝပြန်မရအောင်ပြန်ရကန်ဒီစစ်စစ်အခြေအနေရှိခဲ့တယ်ကိုဘကအပြည့်ရပေးလိုက်ရတယ်နော်မအေးဝင်းစီစဉ်နေတယ်နော်မအေးဝင်းစီစဉ်နေတယ်အဲ့တော့ပေးနေမှာဖြစ်ဗျာပေးလိုက်ဗျာကျွန်တော်ပြောချင်တာကအယူမလုံနဲ့နော်စစ်တီတွေကိုအယူမလုံနဲ့ဗျာအခု အမင်းတောင်ကြော်လာပြီးတော့ခုပြိုင်စစ်ကေရွာပြိုင်စစ်ကေရွာကလည်းပထမတော့စစ်တပ်ကနေရာယူထားလာအခုပြိုင်စစ်ကေရွာလည်းထပ်ပြီးတော့ဗာဖြစ်သွားပြီလို့ဆိုရှင်ပေးလိုက်ရပြန်ပြီဟာရတဲ့အုံစံနဲ့ကြားတော့မှလားဆိုကျွန်တော်မေးနေကြလို့ပါ